ကျင်ကြဆိုတဲ့ကျမလေးကချုံတော်ခံထားရတဲ့လောင်အင်းထဲကနေရုပ်ထွက်နေတာကြောင့်အမြဲတမ်းလိုလိုတင်းနေရင်းနေတဲ့အပြင်ကိုခဏခဏခိုးထွက်လိရှိပါတယ်။ချန်ဆောင်ဘူးတော်ကထွက်ပြေးမဲ့ခြင်းနဲ့ကျမလေးကိုခဏခဏဖမ်းမိခဲ့ပါတယ်။ကျင်ကြဆိုတဲ့ကျမလေးကလည်းခဏခဏဖမ်းခဲ့ရတာကိုအမှန်မရှိပဲအပြင်ကလွတ်လပ်မှုတွေပဲခံစားခြင်းနဲ့သူ့ရဲ့ခံစားချက်ကအမြဲတမ်းဖြစ်ပေါ်နေတာကြောင့်ခုလိုခိုးထွက်နေရတာပဲဖြစ်တယ်။သူ့ကိုအပြင်ထွက်လို့ရအောင်သူ့ရဲ့တင်းနေခြင်းတွေကလည်းဝိုက်ခုနေပြေးခဲ့ကြပါတယ်။ တပတ်တခါချမ်းပန်းရှင်ဘွားတော်ကစက်ချံကိုလာတက်ပြီးကြက်တွေအလုံးကကွင်းပြင်မှာဆမ်မလီစီးရပြီးကြက်အကောင်ကြီးကိုစစ်ဆေးခဲ့ပါတယ်။ဒီအထဲမှာမှတပတ်တခါအ ਨੇ စုံဥပေးတဲ့ကောင်ကတော့အနားယူလိုက်ရပါတယ်။အနားယူလိုက်ရတယ်ဆိုတာကယူယူနားရတာမဟုတ်ပဲကြက်စုပ်ပြုတ်လုတောက်တာပဲဖြစ်တယ်။ဂျင်ဂျန်ကိုကူညီတဲ့နေရာမှာကြက်တွေအပြင်ကြွနှကောင်မှာလိုအပ်မဲ့ပစ္စည်းတွေကိုကူရှာပေးခဲ့ပါတယ်။ဂျင်ဂျာကတဲထဲမှာရှိတဲ့ကြက်တွေအကုန်လုံးကိုတူးနဲ့အပြင်မထွက်ထွက်ချင်လာအောင်စီယုံခဲ့ပါတယ်။ ဂျင်ဂျာကအရင်ကထွက်ပြေးဖို့ကြံတိုင်းမအောင်မြင်တော့ဒီတစ်ခါမှဆက်ပစ္စည်းအစ်တင်နဲ့အားလုံးကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဆက်ပစ္စည်းအစ်တကိုအားလုံးကိုတခါတည်းမြင်အောင်ခွင့်ဆင့်ပြတ်တာပေးခဲ့ပြီးကင်းစောင့်နေတဲ့ချက်ကလေးကတော့မွေးမြူရေးသမားကသူ့လိုစီလမ်းနေကြောင်းပြောတော့ဆက်ပစ္စည်းတွေကိုအ мян တင်းလိုက်ရပြီးပုံစံမပြတ်အချင်းအောင်ဆောင်ခဲ့ပါတယ်။မွေးမြူရေးသမားကတော့ချက်တဲရမူကိုဖွင့်ကြည့်ခဲ့ပြီးအားလုံးကပုံမှန်အတိုင်းပဲထင်တာကြောင့်လှည့်ပြန်သွားခဲ့ပါတယ်။မွေးမြူရေးသမားကပြန်လာချိန်မှာတော့အားလုံးကပြန်စုဝေးကြပြီးဂျာချင်းက မင်းတို့စဉ်းစားကြည့်စမ်းနေလဲကမင်းတို့လည်းမြင်ပါပဲဥမဥပင်းနိုင်တာနဲ့အနားယူလိုက်ရတာကိုမင်းတို့အမြင်ပဲမင်းတို့အုံတော်တောင်းပြီးစဉ်းစားကြည့်စမ်းတကယ်လို့ငါတို့ကဒီရလွင့်ရင်ဘာဥမှလည်းဥပေးစရာမလိုတော့ဘူးဒီလိုချုံနောက်ခံထားရခြင်းကလည်းငါတို့လွတ်လပ်သွားမယ်မျက်ခင်းစင်းတွေပေါ်မှာလည်းငါတို့တွေဘလောက်တော့လွတ်လပ်မလဲပြောတော့အားလုံးကစိတ်ဝင်စားနားတော်လို့နေခဲ့ပြီးသူတို့တရတကောင်ကမင်းပြောထားတဲ့ပုံပြလားစိတ်ပြတ်ဖို့ကောင်းတယ်မင်းစဉ်းစားကြည့်ပါဦးငါတို့မှဘယ်အခွင့်အရေးရှိလို့လဲ ငါတို့ကြိုးစားနေတဲ့အခွင့်အရေးဆိုတာအမြဲရှိတယ်လို့ပြောပြီးကြိုက်ခြင်းကသူ့ရဲ့တဲစီကိုပြန်လာခဲ့ပါတယ်။ပြန်တဲ့လမ်းမှာဂျင်ဂျာကသူ့ပြောတာကိုအားလုံးကလက်ခံပေးပေးတူတူရဲရတဲ့ကောင်ကစီယုံလို့မရတဲ့ကြောင့်စေမကောင်းဖြစ်ပြီးခြံစီယုံနာခိုးငုံခဲ့ပါတယ်။အဲချင်းလေဘောကလည်းချက်တဲ့ကောင်က ပြန်နေတာကိုတွေ့ပြီးကောင်းငင်ကချက်ကလည်းဂျင်ဂျာကိုနှုတ်ဆက်ချိန်မှာတော့လင်းညွန်းတဲ့နဲ့တိုက်မိပြီးအောက်ပြုတ်ကျလို့သွားရပါတယ်။မွေးမြူရဲ့တမန်နဲ့သူ့ရဲ့ခွေးတွေမမြင်ခင်ချက်ကလေးကိုတူတူတဲစီခေါ်သွားပြီးစေကူတာပေးခဲ့ပါတယ်။ ချက်စုပါကနိုးလာခြင်းမှာတော့ကြက်မတွေကြရောက်လို့နေတာကိုတိလိုက်ရပါတယ်။ကြက်တစ်ကောင်ကတော့ဘဲကနေရောက်လာတာလည်းမီးတော့အမေရိကကနေလာတာဖြစ်ပြီးနမေကရက်ကီဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ကြက်မတွေအားလုံးကရက်ကီကလေထဲမှာပြန်နေတာကိုမြင်လာတော့အပြင်ကိုထွက်ဖို့အတွက်မျိုးလင့်ချက်လေးများရမလားလို့အထင်နဲ့ရက်ကီကိုအပြင်ထွက်လို့ရအောင်အကူအညီတောင်းခဲ့ပါတယ်။ရက်ကီကတော့ရွှေရွှေရှက်ရှက်တွေမလုပ်ချင်လို့ခြေဥတက်ရသွားနေတာမတင်ပေးနိုင်ဘူးလို့ပြောပြီးအပြင်ထွက်ခဲ့ပါတယ်။ ရကီယာအပြင်ရောက်တော့ဒီကနေ့ပြန်ထွက်ဖို့အတွက်နေရန်ကိုစဉ်းစားလို့နေခဲ့ပြီးရင်ဂျာကတော့အပြင်ထွက်လို့ရအောင်အကူအညီတောင်းတာကိုလက်ခံဖို့အတွက်နောက်ကနေတခေါက်ခေါက်လိုက်ပြီးနဘူနဇာလိုက်တို့လို့နေခဲ့ပါတယ်အချင်းကားကြီးကရောက်လာပြီးကားနားမှာကက်ထားတဲ့ကြဲ့ရဲ့ပုံကရကီနဲ့သူတို့နေပြီးကားထဲရလူကစက်ကက်ထဲရကြဲ့တကောင်ကပျောက်လို့လိုက်ရှာနေတော့ကိုရင်ဂျာကတိတို့တွားခဲ့ပါတယ်ရင်ဂျာကရကီစီကိုစက်ကက်အဖွဲတွေကပြေးလာတာလားလို့မေးတဲ့အခါမှာတော့ပြန်မဖြေတဲ့ရကီကိုပညာပြဖို့အတွက်អော်လိုက်ပါတယ် ရူကီယာဂျင်ဂျာကိုမအော်ဘူးအတွက်ပါဆက်ပိတ်ခဲ့ပါတယ်။ဂျင်ဂျာကမအော်စေချင်ရင်လေဘော်ပြန်ဖို့တင်ပေးခိုင်းတော့ရူကီယာဒါဟာလုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ။ဘလို့နင်းနဲ့မှမတင်ပေးနိုင်ဘူးလို့ပြောတော့နောက်တစ်ခါပြန်အော်ခဲ့ပါတယ်။ဂျင်ဂျာကရူကီယိုမအော်စေချင်လေဘော်ပြန်နိုင်အောင်တင်ပေးဖို့နောက်တစ်ခါပြောခဲ့ပါတယ်။ကျဲအော်ဒန်ကိုလူရီယာကြားသွားချိန်မှာတော့လာကြည့်ဖို့လို့တော့ ရကီကိုတူတခင်တွေကမိရင်ကိစ္စတုံးခံရမှာဖြစ်တာကြောင့်တင်ပေးဖို့သဘောတူခဲ့လိုက်ပြီးအခုလောလောဆယ်တော့လုံချုံတဲ့နေရာကိုအရင်ခေါ်တွားခိုင်းခဲ့ပြီးလူတွေကတော့ကြက်အော်တန်းကိုကြားတဲ့နေရာကိုလာကြည့်ခဲ့ပြီးဘာတစ်ခုမှမတွေ့တာကြောင့်အဖွားကြီးကတော့သူ့ရဲ့ကြက်တွေပျောက်သွားသလားဆိုတော့ကိုတင်းနှောင်းကိုတွားပြီးတလက်ဆာတဲ့ဝင်ကြည့်ခဲ့ပါလေမနေ့ရောက်တဲ့ခါမှတော့ကြက်တွေအလုံးကိုလေးပေါ်မပြန်ခင်ခန်းနာကိုကြန့်ခိုင်အောင်ကိုကန်ရလက်ချင်ခန်းတွေကိုလှောက်ခိုင်းခဲ့ပါလေအဲနောက်လေးပေါ်ပြန်ဖို့အတွက်တဆင်ချင်းတင်ပေးလို့နေခဲ့ပါတယ် ညရောက်တဲ့အခါမှာတော့အာဂျစီကရောက်လာပြီးစက်ပစ္စည်းတွေလာပို့တာကိုဂျင်ဂျာတို့အဖွဲ့ကမှန်မလူနဲ့ချောင်းကြီးလိုနေခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့စန်တက်မှုတစ်ခုလုတ်ခဲ့ပြီးဂျင်ဂျာကတူကိုရန်စန်တက်ခဲ့ပြီးအောင်မြင်မယ်လို့လူနဲ့သူတို့ရဲ့စန်တက်တွေ့ထွေမှုကကြာရှုံးလို့သွားရပါတယ်။အဲချိန်ကြက်အကောင်ကြီးကိုစစ်ဆေးဖို့တာတန်းစီဖို့အော်ချင်းမှာအဝတ်အမြဲတမ်းချုပ်နေတဲ့ဂျင်မာကြီးကဒီတစ်ပတ်ဥတလုံးတော့မအုပ်ပေးရတဲ့ဘူး။ငါတော့အနားယူရတော့မယ်ဆိုပြီးတော့ဂျင်ဂျာကိုပြောရပါတယ်။ ကျက်တွေကတန်းစီချင်းမှာအဖွားကြီးကကျက်တေးစီကိုတန်းတန်းလာခဲ့ပြီးဥမှုဥနိုင်နဲ့ကျက်မရှိကိုရက်လိုက်ပါတယ်ကျက်မကြီးကတော့တူတူအနေဆိုင်ရောက်ပြီလို့ထင်လာကြောင်းမျက်စိဇုံမိတ်ခဲ့ပြီးအဖွားကြီးကတော့ကျက်ရဲ့အကိုအတိုင်းသာယူသွားခဲ့ပြီးမွေးမြူတွေဓမ္မကိုလည်းကျက်တွေကိုအရင်အထက်အစာနှစ်ဆကျွေးခိုင်းခဲ့ပါတယ်ကျက်တွေကလည်းအရင်အထက်အစာအများကြီးစားရတာကြောင့်အပျော်လွန်ကအဝါတီးလိုနေခဲ့ပြီးဂျင်ဂျာကသခုခုမားနေပြီဆိုတာကိုတည်တာကြောင့်အစာကိုဆက်မစားဖို့တားခဲ့ပြီး ဘယ်ကောင်မှသူ့စကားကိုနားမထောင်တာကြောင့်အစာကွက်ကိုကောက်မောက်ပြစ်လိုက်ပါတယ်။ချမ်ပိုင်ရှင်ကအကျဉ်းစီတစ်ခုခုရှိတယ်လို့ပြောပြခဲ့ပြီးမင်းတို့ပဲစဉ်းစားကြည့်ထူးဆန်းတဲ့တက်တာတစ်လုံးရောက်လာတယ်။ပြီးတော့ဥမှုပေးနိုင်တဲ့ကောင်ကိုလည်းခေါ်မလွားဘူး။ပြီးတော့အစာအိုးလည်းအရင်အထက်အများကြီးပူကျွေးတာဆိုတော့ငါတို့ကိုအစာဝဝကျွေးပြီးတက်ပြစ်နိုင်တယ်လို့ပြောပြီးစကားများနေတဲ့ဂျင်ဂျာကိုရက်ကီယာဆွဲခေါ်လို့တွားပြီးရက်ကီယာကျန်တဲ့ကောင်တွေကိုအစာကိုပြန်ဆက်စားဖို့ပြောခဲ့ပါတယ်။ ကြံခဲ့တဲ့ချက်တွေကတော့အစာရှိတဲ့နားမှာနေလို့နေခဲ့ပြီးတဇက်ကလေးတော့မှမထီကြတော့ပဲဖြစ်လို့တွားရပါတယ်။အဖွားကြီးကတော့သူ့ရဲ့ဆက်ပစ္စည်းကချက်တွေကနေမုံတွေဖြစ်လာအောင်လုပ်ပေးနိုင်တယ်ဆိုပြီးမွေးမြူရတမကိုပြောပြခဲ့ပြီးလက်တွေဆန်းတဲ့ဖို့အတွက်ချက်တစ်ကောင်ကိုသွားယူခိုင်းခဲ့ပါတယ်။ချက်တွေကတော့တူတူတည်းရတကောင်ကနားကျရရတော့မယ်ဆိုတော့ကိုမတိပဲပြောလို့နေခဲ့ပါတယ်။အပြင်ကနေခွေးဦးတန်းကစူညာနာကြောင့်သွားကြည့်ချိန်မှာတော့မွေးမြူရတမကဂျင်ဂျာကိုဆန်းတဲ့ဖို့အတွက်ခေါ်တော့ခဲ့ပါတယ်။ဟေးဘာဖြစ်နေလဲဒီလောက်စူညာနေတာကေပါဦးလော်ကီ မွေးမြူရေးတမကဂျင်ဂျာကိုဖမ်းလာလို့ကဲပါဦးနော် ရကီယာခုလိုတောင်းဆိုနေမှာတော့ကျို့လူစောကြည့်ဘဲကဘလို့လို့နှစ်နာလွဲလို့ရမှာလဲလို့ပြောကအဝတ်ချက်ကိုယူပြီးဖမ်းသွားတဲ့အဆောက်အအုံစီကိုတွားခဲ့ပါတယ်ရကီယာကြီးမားတို့ဆက်ကြီးကိုတွေးလိုက်ရပြီးဂျင်ဂျာကတော့အစမ်းတက်ခံဖို့အတွက်ဆက်အနာကိုချိတ်ခံလိုက်ရပါတယ်ရကီယာဂျင်ဂျာကိုကဲဖို့တွားချိန်မှာတော့အချိန်မမီတော့ပဲဂျင်ဂျာကပြုတ်ကျလို့တွားခဲ့ပြီးရကီယာခလုတ်ငိမ့်မိတာကြောင့်အပေါ်ကနေတင်းနေနေပါပြုတ်ကျလို့လာခဲ့ပြီးရကီဘာအောက်ပြုတ်ကျလို့တွားရပါတယ် အောင်ရောက်တဲ့ခါမှတော့ဂျုံလီနဲ့သူတို့ရဲ့ခြေထောက်တွေကကဲ့နေလာကြောင်းခွာလို့မရဖြစ်လို့နေပြီတပတ်ကဒလိန်လုံးကလည်းသူတို့စီကိုနှိကဲ့လို့လာခဲ့ပြီးရော်ကီကဂျင်ဂျာစီကိုခုံဆော့ခုံဆော့နဲ့တွားခဲ့ပြီးတပတ်ကမြင်နေရတဲ့ဂျိုးစီကိုအားပြုပြီးလွတ်မြောက်တွားခဲ့ပါတယ်ဒီနေရာမှာသူတို့မြောက်ကလွတ်သွားခဲ့တယ်ဆိုပေမဲ့မုံလုံးမဲ့ပုံစံခွဲတဲ့ကိုရောက်လို့တွားပြီးဆော့အနစ်ကသူတို့ခွဲတဲ့ထဲမဲ့ချင်းမှာတော့ခါချက်ဥနဲ့ကောက်ပေးလိုက်ပါတယ်တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ကမုတ်ခွန်းနဲ့အတူဖုတ်တဲ့ဖိုတဲကိုရောက်လို့သွားခဲ့ပြီးခဏကြာမှတော့မုတ်ဖို့ဖို့အတွက်စတင်လို့လာခဲ့ပါတယ် သူတို့နှစ်ယောက်ကမုတ်ဖုံရင်အပူလောင်ပြီးတေးမာကိုတိနေတဲ့အကြောင်းဒီရက်နေ့အမြတ်ဆုံးထွက်ဖို့လုပ်ခဲ့ပါတယ်။ဂျင်ဂျာကအပေါဝါစီကိုရောလိုသွားပြီးရက်ကီကတော့မုတ်ဦးနဲ့ပြုတ်ကျပြီးနှုတ်ကြချင်နေခဲ့ပါတယ်။တကားကပိတ်ခန့်ကြီးနေပြီးဖြစ်လာကြအောင်ဂျင်ဂျာကတကားကိုခွားနဲ့ထောက်လိုက်ပြီးခုံဆော့ခုံဆော့ဖြစ်နေတဲ့ရက်ကီကိုတွားကဲခဲ့ပါတယ်။တကားတော့ကလည်းကွေးလို့နေပြီးအဖုတ်ခံရမယ်စစ်စစ်ကက်တီလေးလွတ်သွားခဲ့ပြီးအပြင်ရောက်တဲ့ခါမှာတော့ဒဇိတ်နှိတ်ခံလိုက်ရပါတယ်။ အရင်စောနာကဒုဒုညောက်ကကောက်ပိတ်လိုက်တဲ့အပေါက်ကမထိန်နိုင်လို့လည်းကြောင့်ပေါက်ကွဲလို့သွားပြီးစစ်ပစ္စည်းတွေရတဲ့ခြုံရင်းလို့သွားရပါတယ်။ဂျင်ဂျာကနှိတ်ခံလိုက်ရတဲ့တစိကိုယူခဲ့ပြီးအားလုံးကိုဟိုတနေ့ကမြင်လိုက်ရတဲ့တစ်တားကြီးကငါတို့ကို မုတ်ပြအောင်လုပ်နိုင်တယ်ဆိုတဲ့အကြောင်းပြောပြတော့အားလုံးကလန့်လို့သွားရပါတယ်။ဂျင်ဂျာကအားလုံးကိုတိတ်ဆိတ်မပူဘူးပြောခဲ့ပြီးအဲ့ဒီစက်ကြီးကိုရကီယာဖြတ်စီးထားတာကြောင့်မနေ့ကတည်းကတော့လှုပ်ရှားရှိတာတွေကိုလုပ်ဖို့အတွက်အချိန်ကျန်သေးတယ်လို့ပြောပြခဲ့ပါတယ်။အပြင်မှာတကောင်နဲ့ထိုင်နေတဲ့ရော်ကီစီကိုဂျင်ဂျာကတွားရပြီး အခုလိုအတက်ရှင်အောင်ကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ခဲ့ပါတယ်။ဂျင်ဂျာကတော့အပြင်ထွက်ခြင်းကြောင့်လည်းအခုလိုချုံနောက်ခံထားရတာကိုမကြိုက်ကြောင်းနဲ့လွတ်လပ်မှုအရာတော်ကိုမတည်ရင်ခံစားကြည့်ခြင်းနဲ့ဆိုပြီးနှကောင်းလာကောင်းကင်ကိုကြည့်ပြီးစကားတွေပြောခဲ့ကြပါတယ်။မနေ့ရောက်တဲ့ခါမှာတော့ဂျင်ဂျာကရက်ကီစီကိုတွားချိန်မှာရက်ကီကသူ့အိမ်ရာမှာရှိမနေတော့ပဲစာရွက်တွေ့ရတာကျင်ခဲ့ပြီးစာရွက်ကိုကြားခြင်းကကြည့်တဲ့ချိန်မှာတော့ပိုစတာရဲ့လိုအပ်နေတဲ့အပိုင်းစာကဖြစ်လို့နေခဲ့ပြီးဂျင်ဂျာတို့ကရက်ကီပေါ်အပြင်ထွက်လို့ရအောင်ကူညီပေးနိုင်တယ်ဆိုပြီးအများကြီးမျှော်လင့်ထားတာတွေက တဲတဲ့ရင်တို့ဖြစ်လို့တွားရပါလေသူတို့အပြင်ထွက်ချင်းတဲ့အိမ်မက်တွေကလည်းပျောက်ဆုံးလို့တွားပြီးအကယ်၍ထွက်ချင်းရင်တောင်မှမော့အဖို့ခံပြီးမှလာထွက်လို့ရတယ်လို့အချင်းချင်းပြောဆိုခဲ့ကြပါတယ်အဲ့ချိန်ဂျင်ဂျာနာကိုအမှန်တစိတ်တစ်ခုကရောက်လို့လာပြီးကြိုင်ကြည့်ချိန်မှာတော့အားလုံးကိုပြတ်တက်ခဲ့ပြီးစုတစိတ်အကြောင်းမေးခဲ့ပါတယ်အဲ့နောက်ကျက်တကောင်ကစာအုပ်တအုပ်ကိုပေးခဲ့ပြီးဂျင်ဂျာကစာအုပ်ကိုကြည့်တာအကြံရလို့တွားပြီးအားလုံးတပြိုင်နဲ့ထွက်လို့ရမယ်လေရင်နဲ့ဆိုပို့ထီရောက်ပြီးအပြင်ကိုရောင်းလိုက်အောင်ပြောတော့အားလုံးကလည်းလိုအပ်တာတွေကိုတယောက်တစ်မျိုးနဲ့လိုအပ်တဲ့အစိတ်ပိုင်းတွေကိုရှာဖွေခဲ့ကြပါတယ် တဖက်ကမိုးမြူရီသမားကလည်းပြက်နေတဲ့ဆက်ကြီးကိုအာတုံခေါ်ဆိုင်ပြန်ပြုတ်ပြင်းလို့နေခဲ့ပြီးခဏအကြာမှာတော့ပြန်ကောင်းလို့တွားရပါတယ်။စတစ်ချန်ကလည်းအတန်းနေကျတော့မိုးမြူရီသမားကလာကြည့်ချိန်မှာလေအတေးစားလှုပ်ဖို့ပြင်နေတာကိုမြင်တော့ကျမလေးတွေကလည်းသူ့ရဲ့အင်အားနဲ့ဘိုးတော်ကိုတိုက်ဆိုင်ခဲ့ပြီးအနိုင်ယူလိုက်ပါတယ်။အဲနောက်ကျမလေးတွေကလေရင်ကိုထုတ်ကလေရင်ပြေးလန်းနေလို့ပြီးလေရင်ကိုပြန်တက်ဖို့တဆန့်တင်ခဲ့ပါတယ်။ လေပြင်းလဲမှာမွေးမြူဓမ္မကလာရှို့တွားတာကြောင့်လမ်းချုပ်သွားတော့ကြက်ကလေးတစ်ခေါင်ကတော့လေပေါ်ပြန်နိုင်ဖို့လှုပ်ချင်မှာအဖွားကြီးကရောက်လာပြီးတက်ဖို့ကြံခဲ့ပါလေခဏကြာမှတော့ထွက်ပြေးသွားတဲ့ရခိကကျမလေးကိုတန်ဟုံးစင်မကုံလေးတာကြောင့်အချိန်မီရောက်လာပြီးအဖွားကြီးကိုစပွင့်အချိန်နဲ့ဆော့ပလော်တီးလိုက်ပါလေအဲတော့လေပြင်းလဲကိုပြန်လုခဲ့ပြီးနောက်ဆုံးကြတော့ကျမလေးတွေကလေရင်နဲ့အတူလွတ်မြောက်လို့သွားရပါလေကျတဲ့နောက်ကိုအဖွားကြီးကကြိုးတန်းနဲ့လိုက်ခဲ့ပြီးဂျင်ဂျာကသူတို့နောက်လိုက်လာတဲ့အဖွားကြီးကိုတားဖို့အတွက်တူအတက်ကိုတော့မနှံ့တော့ပဲကြိုးကိုဖျက်ဖို့ကြိုးစားခဲ့ပါတယ် ပုံမှန်ကြံခဲ့တဲ့ချက်တွေရတယ်အဖွားကြီးမျက်နှာကိုကြက်ဥတွေနဲ့လမ်းပေါက်လို့နေခဲ့ပြီးကြက်ဥတွေကကုန်သွားတဲ့ချိန်မှာတော့အဖွားကြီးကပစိန်နဲ့ခုတ်လိုက်ပါတယ်အားလုံးရဲ့အတွေ့အထိမှာတော့ခြင်းကြတဲ့ရောက်တေးပြီလို့ထင်နေခဲ့ကြပေမယ့်ညာကောင်းတဲ့ခြင်းကြကတော့မတေးပဲအဖွားကြီးခုတ်လိုက်မိတာကကျိုးဖြစ်လို့နေပြီးခြင်းကြကတော့ပြတ်သွားတဲ့ကျိုးကိုပြလိုက်ပြီးလွတ်ချလိုက်ပါတယ်ပြုတ်ကျလာတဲ့အဖွားကြီးကမုတ်ဖို့အူနာဝင်လို့တွားပြီးခဏကြာမှတော့မုတ်ဖို့အူကကွဲလို့တွားပြီးအဖွားကြီးကမတေးတာကံကောင်းသွားခဲ့ပါတယ်ကြက်ကလေးတွေကလည်းဖန်စီချုံနောက်ထားခြင်းကလည်းလွတ်မြောက်လို့တွားပြီး ဘဝကိုလွတ်လပ်ပေါ်ပါစွာဖြတ်တန်းသွားခဲ့ကြပါတယ်။